လာပြင်းညချန်နယ်ကနေပရိသတ်များအလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရယ်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံလေးကတော့မြို့ကြီးသားကိုယုံပြီးဘဝပုံပေးခဲ့တဲ့မနုပြူတမီလေးတယောက်နဲ့တန်တရာလေတဲ့အခါဆိုရဲစိတ်ဝင်စားပွဲပညာပေးဖြစ်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်ခရီးတွေရိစင်းလာတာကိုစောင့်ကြည့်နေတယ်စစ်တွေက ထွက်လာတဲ့အချိန်မှာ မြောက်ဦးမြို့မှာခရီးတစ်ထောက်ရက်ပြီးမွန်လွဲတနာရီမှာကြောက်တော်မြို့ကိုခရီးဆက်မိခရီးတွေဆင်းပြီးသွားလို့ကြောက်တော်ခရီးလမ်းလိုက်မိခရီးတွေသင်းမောပေါ်တက်နေကြပြီမိခင်ရွှေက ထိုင်နေစေသင်းမောထွက်ခန့်နေစဲမီနစ်အလိုကြမှခင်ရွှေသင်းမောပေါ်တက်သွားရီသင်းမောကနှစ်ထပ်သင်းမော အောက်ထက်မှာကုံတွေလူတွေနဲ့ပြည့်ကျက်နေတယ်ခင်ရွှေက လေကားကနေအပေါ်တက်ကိုတက်လိုက်တယ်ခရီးကအနည်းဆုံး၃နာရီလောက်သွားရမှာဆိုတော့ သင်းမောဝင်တန်းစီကပလက်ကလေးထိုင်နေရာတနေရာဝယ်လိုက်တယ်။ပလက်ကလေးထိုင်တချို့မှာလူတွေရှိနေပြီ။လူမရှိတဲ့ခုံတွေမှာ ဖြင်းတွေဖြုတ်ထားတယ်။ဖြင်းတွေကိုနေရာရောင်းနေသင်းမောဝင်တန်းကလက်ထဲကင်သိမ့်ထားတယ်။နေရာလာဝယ်တဲ့လူကိုဖြင်းရဲ့ဒုချောင်းနှစ်ချောင်းရည်နဲ့ခုံတစ်ပတ်ရေးထားတဲ့စာရွက်လေးတစ်ရွက်ပေးလိုက်တယ်။ပလက်ကလေးထိုင်လေးတွေကိုသင်းမောအလေယိုတန်စကားတစ်ဖက်တစ်ချက်မှာကြောချင်းကက်စီထားတယ်။ခင်ရွှေနှစ်ပတ်စဉ်အရာဝင်လိုက်တော့ တင်းမော့ပေပိုင်းအစွန်ဆုံးနေရာဖြစ်နေတယ်။သူ့နေရာပြီးရင်တန်းမော့မှာထိုင်လိုက်တဲ့ခရီးသည်တွေပဲရှိတော့တယ်။ခင်ရှေကကလေးထိုင်ကိုဖြင်တက်ပြီးနေသားတကျဝင်ထိုင်လိုက်တယ်။မုံစားပါအောင်အကိုသူနဘေးကကက်ရက်ခုံပေါ်ထိုင်ပြီးနိုင်ငံသားလုံမုံတထုတ်ထေကမုံနိုင်စားနေတဲ့ချောင်းနှစ်ခုနှစ်အရွယ်ကလေးမလေးကမုံထုတ်ကိုလှမ်းပြီးတယ်။ခင်ရွှေကသဘောကျပြီးပြုံးလိုက်တယ်။ငါရဲ့ညီမကတိတ်သဘောကောင်းတာပဲ။ညီမလေးပဲစား အကိုကခုနကလက်ဖက်ရည်ရောမုံရောစားခဲ့ပြီးပါပြီ။ခင်ရွှေကကလေးမလေးရဲ့ခေါင်းကိုပုတ်တက်ပြီးပြောလိုက်တယ်။သဘောကောင်းရုံမကတိတ်ချစ်စရာကောင်းတဲ့ကလေးမလေးကချစ်စပွဲပြုံးပြီးစေတနာနဲ့ကြွေတာစားရတယ်ကိုရဲ့။ခင်ရွှေကသဘောကျလွန်တော့အသာထွက်အောင်ရည်လိုက်မိတယ်။သူဒီလိုမရည်ပြက်တာအတော်ကြပြီ။ကဲအကိုစားမညီမလေးစီကအကို၌စားမယ်။အဲ့ဒီတော့မှညီမလေးမတွန့်တူရအောင်နော်။ ရပါတယ်။တမိကဒီလိုစိတ်ထားမျိုးမရှိပါဘူးကိုရ။ခင်ရွှေကချစ်စရာကောင်းတဲ့ကောင်းမလေးတယောက်နဲ့ခရီးသွားဖို့ဖြစ်ရတာအာရဝမ်းသာဖြစ်သွားတယ်။ငါညမကကြောက်တော်သွားမှလာရင်မဟုတ်ဘူးကိုဖြူလေးတို့ကမြအူးမျိုးကပါအခုအမေနဲ့တူလက်ပံကုံရွာကိုအလဲသွားကြမလို့ပါ။ဟင်ကနေ့ခင်ရွှေရင်ထဲမှာလှုပ်ခတ်သွားတယ်။လက်ပံကုံရွာရီလက်ပံကုံရွာသွားမယ်ဆိုတော့ သူအပြောဆိုတတိထားရမယ်ဆိုတော့ခင်ရွှေရိမ့်မိတယ်။ခင်ရွှေက ဖြူလုံးနဘေးကထိုင်နေတဲ့အမျိုးသမီးကိုလှမ်းကြည့်လိုက်တယ်။အသက်30လောက်ရှိမလား။လပချုံးမွေသူတဦးပါ။အမေနဲ့တူလို့ဖြူလေးချစ်စရာကောင်းနေတာမဆမ်းပါလားလို့ခင်ရွှေတွေးလိုက်မိတယ်။အမျိုးသမီးကခင်ရွှေကိုအသေးချာစိုက်ကြည့်နေတယ်။ခင်ရွှေအကြီးနဲ့စုံတော့အမျိုးသမီးကမလုံမလဲဖြစ်သွားတဲ့မျက်နှာကိုအင်ထွေရအောင်တီးထားလိုက်တယ်။ငါမောင်ရဲ့နမေကဘလို့ခေါ်လဲ စကားတန်ကချိုလာရီခင်သိမ့်လို့ခေါ်ပါရဲအမစစ်တွေမျိုးကပါအမျိုးသမီးကဒီသင်းမောနဲ့ပဲစစ်တွေကလိုက်လာတာဖြစ်မယ်လို့တွေးကောင်းတွေးပါလိမ့်မယ်တချို့ခရီးသည်တွေကပလက်ကလေးတိုင်းဖြင်သိမ့်ယူသွားပြီးစိတ်ကန့်စင်းကလက်ဖက်ရည်တောက်လီရှိကြပါရဲကိစ္စပြီးရင်တော့သင်းမောပေါ်ပြန်တက်ကိုကလေးတိုင်းမှာကိုဖြင်တက်ပြီးထိုင်လိုက်ကြုံမှာပဲစစ်တွေဇာတိလားမိဘတွေကရောစစ်တွေဇာတိပါ မိဘဘိုးဘွားတွေကလည်းစစ်တွေဇာတိပါပဲအမျိုးသမီးကဘာကိုသဘောကျသွားတယ်မသိပါနှစ်နှစ်ချိုက်ချိုက်ကိုပြုံးလိုက်တယ်ဖြူစင်တဲ့အပြုံက သူ့ရဲ့အလှကိုပို့ပြီးတော့မွမ်းမံချဲသားလိုက်တယ်လို့ပဲအခုအကိုကဘယ်သွားမှလဲဖြူလေးကခင်ရွှေလက်ကိုတင်းတင်းနီလှမ်းကင်ပြီးမီးလိုက်တယ်အကိုကခမောင်းကုန်းရွာကိုသွားမှညီမလေးခမောင်းကုန်းရွာဆိုတော့ဘယ်မှာလဲအကို ခင်ရွှေမှာဘလို့ပြန်ဖြေရမှမသိဖြစ်သွားတယ်။တဲတက်မျိုးနေခွဲတွေကကြာဘူးနာဝရှိတဲ့ရွာတရွာရဲ့အမိကိုကောက်ပြောလိုက်မိတာပါ။ဖြူလေးအမိကအတန်တချက်ထွက်အောင်ရီလိုက်တယ်။ငါမောင်အမှန်မားတာဖြစ်မေ။ဒီနေမှာခမောင်းတော်ရွာပဲရှိတယ်။ဒါနဲ့ငါမောင်ကခမောင်းတော်ရွာကိုအရင်ရောက်ဘူးလား။ခင်ရွှေကမလုံမလဲဖြစ်သွားပြီးရီကျဲကျဲလှုပ်ရကမရောက်ဘူးဘူးအမိုက်။တငယ်ချင်းတယောက်ကအလဲခေါ်ထားလို့သွားတာပါ။ တဲတက်ကနေဘလို့သွားရမဲဆိုတော့အမသိလိုက်ခင်ရွှေကချော်လဲရောထိုင်ဆိုသလိုစကားရောချလိုက်တယ်အမတို့လက်ပံကုန်းရွာကနေသွားလို့လေရတယ်တဲတက်ကနေဓာတ်ရိုက်သွားလို့လေရတယ်သင်းမောကမွေတကောင်ရဲ့ကြောပေါ်မှာတွားတော့နေတယ်လို့ချောင်းထဲကိုဟိုဝင်ဒီခွေနေစီးမျောနေတယ်ဟိုးအဝေးမှာမိုင်းပြရီဝေနေတဲ့ရခိုင်ရုံးမတောင်တန်းကြီးကိုလမ်းမြင်နေရတယ်လို့ တပတ်မှလည်းဘဲ900တောင်ကိုခလန်းလန်းမှမြင်တွေ့နေရတယ်။ကန်တပတ်တစ်ချက်မှာတော့ရိုးပြက်လေကွင်းပြင်ကြီးတွေအဲ့ဒီလေကွင်းပြင်ကြီးတွေတဲ့တစ်ပင်အုံးပင်တွေအုပ်ဆိုင်နေတဲ့ရွာကြီးရွာငယ်တွေကန်ဆက်မှာတော့စိမ့်ဆူနေတဲ့ဓဏီတော်ကြီးတွေတခါတခါချောင်းနဲ့အစုံစံသွားနေကြတဲ့လေကြီးလေငယ်တွေ့ရင်တင်းမောကဆက်ရှိန်လျှော့ပေးရလို့တင်းမောလှိုင်းမောမြောက်ချီနှင်းကြီးဖြစ်နေတဲ့လေကြီးလေငယ်တွေ ခင်ရွှေကသမကိုခုပီရှိုက်ချလိုက်သည်ဒီနေ့ဟာသူ့ဘဝကိုအချိုးကွေ့ကြီးဖြစ်အောင်ပြောင်းလဲပြလိုက်မဲ့နေပါလားဆိုတဲ့အတွေ့ကသူ့ရဲ့နှလုံးသားကိုဖြင်းညက်လိုက်သလိုနာကျင်သွားရီအမေတိရင်ဘလို့များနေမလဲတာဝန်ခြေပေါ်နဲ့သားဆိုပြီးဝမ်းသာကုန်ယူလိမ့်မလားဒါမှမဟုတ်မိုက်တွဲနှက်လာတဲ့သားဆိုသားမိုင်းဆိုပြီးရင်ထုမနာဖြစ်လိမ့်မလားမဖြစ်ဘူးဒီလိုတိုင်းတွေးနေရင်ပိုပြီးစိတ်လုံရှားမယ်ဆိုပြီးဖြူလေးနဲ့စကားပြောဖို့လှည့်ကြည့်တော့ ဖြူလေးကပလက်ကလေးထိုင်ပေါ်မှာအိပ်ပျော်သွားပြီ။ဖြူလေးရဲ့အမေကဖြူလေးကိုရက်ခတ်ပေးနေရင် သူ့ကိုလှမ်းကြည့်နေတာတွေ့လိုက်ရတော့ရင်ထဲမှာလှုပ်ခတ်သွားတယ်။ဖြူလေးအမေကတော့ကြပြကြရပဲမျက်လုံးချပြလိုက်တယ်။တောသူတယောက်လှရည်ဆိုတော့ခင်ရွှေတွေ့ဘူးကြုံဘူးပါလေ။ဒါပေမဲ့ဖြူလေးရဲ့အမေလိုတော့တကယ်မျိုးသူတဦးရဲ့အသွင်မျိုးနဲ့တော့မတွေ့မမြင်ဘူးပါဘူး။အမလက်ပံကုန်ရွာအလေသွားမှာဆိုတော့ဆွေမျိုးများရှိနေလို့လား ဒါမှမဟုတ်သူတိကျင်တာတီးခွင့်ရခြင်းပေမဲ့စကားလွန်သွားမှာဆိုလို့စကားစောက်ဖြတ်ပြဲလိုက်တယ်ဖြူလေးအမေစီမှာအပြုံတပဲတစားကိုမှမတွေ့ရတော့ဘဲပဂရီတီကြီးရင်ကျက်တဲ့အတွင်ဆောင်နေတယ်ဘလို့ပဲနေနေအလကပြက်ပြဲမသွားဘူးအမကလက်ပံကုံဇာတိပါအခုတော့မြောက်ဦးမြို့မှာပဲနေတယ်ဒီသမီးဖြူလေးတသက်ရှိပါပြီ ရွာကိုတစ်ခေါက်မှတော့ပြန်မရောက်နိုင်ဘူး အခုဟာပထမဆုံးအချိန်အလဲသွားတာပါနှကန်းလှလှလေးကြာကတူတူညင်ညင်ထွက်လာရေးစကားဝေဒနာတစ်ခုခုကို ခံစားလိုက်ရတယ်လို့မျိုးဒီအမျိုးသမီးနဲ့ရော ဖြူလေးနဲ့ပါ ပတ်သက်လို့သူတိကျင်နာရီရင်ထဲမှာဖောင်းပွားနေပေမဲ့တပတ်တော့ကိုရေးကိုရာကိစ္စဆက်စုရကြမလားဆိုတာလေ တွေးပူသေးတယ်သားမေးနှစ်ယောက်တည်းခရီးထွက်လာကြရေးဆိုတာခင်ရွှေအသေးချာတိလိုက်ပါပြီခရီးသွားချင်းတွေးကြဆုံကြ ပြောကြဆိုကြတဲ့အတိုင်းအတာတစ်ခုအထိရင်းနှီးနိုင်ကြပြီမဲ့အတိုင်းအတာထက်လွန်ပြီးတော့မဆက်စုတတ်ကြပြီဒါကလူရင်ကြီးမူတည့်ရပါတခရီးတည်းသွားသူချင်းအနေနဲ့ဖြူလေးတို့သားမိကို ကူညီနိုင်တဲ့အတိုင်းအတာတစ်ခုအထိသူကူညီချင်ပါ रे ဒါပေမဲ့သူ့ရဲ့ကံကြမ္မာကိုတော့သူမသိရတဲ့အဖြစ်မျိုးနဲ့သူဘလို့လို့အာမခံနိုင်မှာလဲရောက်ပြီခရီးတွေလှုပ်လှုပ်ရွာရွာဖြစ်သွားကြတယ်တင်းမောကကလာတမ်းမြက်ကိုဖြတ်နေပြီ ကမ်းမော်မှာလူတွေလှုပ်လှုပ်ရွာရွာလှမ်းမြင်နေရတယ်။သမီးဖြူလေးသမီးထတော့တဲတက်ကိုရောက်ပြီ။ဖြူလေးကချက်ချင်းထရက်လိုက်တယ်။ခင်ရွှေက သူ့ရဲ့ချင်းအိတ်ကိုကြောပိုးလိုက်ပြီး ဖြူလေးကိုလက်ဆွဲခေါ်လာတယ်။ဖြူလေးရဲ့အမေကလက်ဆွဲအိတ်ဆွဲပြီးနောက်ကနေလိုက်လာတယ်။ဒီရတက်ချိန်မှုစိတ်ကန့်ချက်သင်းမောကမြင့်နေတော့ကုန်းမောင်ကဇောက်ထိုးကြီးလိုဖြစ်နေတယ်။ဖြူလေးရဲ့အမေကမတက်ရဲတယ်လို့တုံဆိုင်တုံဆိုင်လှုပ်နေတယ်။ ခင်ရွှေကဖြူလေးကိုချီလိုက်တယ်။လာပါအမ။ခင်ရွှေကဖြူလေးအမေရဲ့လက်ကိုဆွဲလိုက်တယ်။ကောင်းမောင်မော်ကနေဖြည်းဖြည်းချင်းလျှောက်လာတယ်။ဦးလေးထွန်းဖြူလေးကလှမ်းអော်လိုက်တယ်။ကမ်းမော်ကလူတယောက်လက်ပြနေတော့ခင်ရွှေတွေ့လိုက်ရတယ်။အဲ့ဒီလူကလှမ်းကြည့်ပြီးရက်ဆောင်နေတယ်။ကောင်းမောင်ကိုရောက်တော့ဖြူလေးကဦးလေးထွန်းဆိုသူစီကိုပြေးတော်တယ်။ခင်ရွှေတို့နှစ်ယောက်ရောက်လာတာကိုမျက်ချီမပြတ်လှမ်းကြည့်နေတယ်။ သူမျက်နာကအလိုမကျတဲ့မျက်နာမျိုးဒါပေမဲ့ဥပရိယုတ်ကောင်းတဲ့သူမျက်နာကအကြီးတန်းမနေပါအသက်30ကျော်လောက်ရှိမယ်ထင်တယ်ခင်ရွှေကဒီလိုနေရာမျိုးမှာဘသူနဲ့မှအတိမိတ်ဆွေမဖြစ်ချင်မအမကျွန်တော်သွားတော့မယ်အမကအပြုံးလာလာလေးပြုံးပြီးခေါင်းငိမ့်လိုက်တယ်ခင်ရွှေကခလန်းလန်းမှဦးလေးထွန်းဆိုသူနဲ့အတူရက်ဆောင်နေတဲ့ဖြူလေးကိုလမ်းပြပြီးနှုတ်ဆက်လိုက်တယ်။အကို ဒီကပြန်ရင်ဖြူလေးတို့စီလာလဲအောင်တော့အကိုခင်ရွှေရင်ထဲမှာ နင်ခနေဖြစ်သွားတယ်သူ့ကံကြမ္မာဘလို့ဖြစ်လာမဲဆိုတာသူမှမသိတာဖြူလေးကိုရဲရဲတင်းတင်းဂရီပေးဖို့သူအတော်ကြီးဝင်လေးသွားတယ်ကံကြုံရင်တော့စုံရမှာပေါ်ဖြူလေးရင်ရင်ထဲကပြောလိုက်ပြီးလှည့်ထွက်သွားတယ်အတော်ကလေးဆင်တာပဲနော်အဖြူနုဖြူအနားကိုရောက်လာတော့ကိုထုံးခိုင်ကတန်အန်တော်နဲ့လှမ်းပြောလိုက်တယ် ဖြူလဲသူ့ကိုတင်းမောပေါ်တွေ့တွေ့ချင်းကိုထုံးလိုပဲတွေးမိပါရဲ့ဒါပေမဲ့အကောင်လေးကစစ်တွေမျိုးကလာတာတဲ့ကမောင်တော်ရွာကသူ့တငယ်ချင်းစီအလဲသွားတာကိုထုံးခိုင်ကဖြူလေးလက်ကိုဆွေးရင်ထွက်လာတဲ့မျိုးဖြူကကိုထုံးခိုင်နဲ့ရှင်ပြီးလိုက်လာတဲ့မျိုးပြန့်လန်းကနေလက်ပံကုန်းသွားလမ်းအတိုင်းလျှောက်လာကြတယ်ကိုထုံးခိုင်ရဲ့အာယုံထဲမှာကိုခင်မောင်တဲ့ရဲ့အရေးကပေါ်လာတယ် ကိုခင်မောင်သိရင်မိဘတွေကကြောက်တော်မျိုးဈေးကြီးထဲမှာကုံစုံဆိုင်နဲ့တင်နှောင်းတင့်တယ်နေနိုင်ကြသူတွေပါတဝူရီတော်သားခင်မောင်သိန်းကလည်းဆိုင်ဝင်ပြီးကူရောက်ပေးပါတယ်ကိုထွန်းခိုင်ရဲ့အဖေဦးထွန်းဦးမောင်က ကိုခင်မောင်သိန်းတို့ရဲ့အမကန်ဖောက်သေးတဲ့ဦးပြီးတော့အရက်ကြိုက်တတ်ကြတဲ့ဦးထွန်းဦးမောင်နဲ့ကိုခင်မောင်သိန်းတို့ကညနေပိုင်းဆိုအရက်ဆိုင်ထဲမှာစုံကြမြေဦးထွန်းဦးမောင်ကမြို့ကိုတခါတက်သွားရင်ကိုခင်မောင်သိန်းနဲ့တွဲတော်တွဲလာ တွဲတောင်နဲ့သုံးလေးရက်မြို့မှာနေတတ်ပါ रे ဒီလိုနဲ့ဥထုံဥမောင်နဲ့ကုခင်မောင်သိန်းတို့အတော်ကြီးကိုရင်းနှီးခင်မဲသွားကြတယ်လို့တခါတခါအဖေနဲ့လိုက်လိုက်သွားတဲ့ကုထုံးခိုင်လေကုခင်မောင်သိန်းနဲ့ရင်းနှီးလာခဲ့ပါ रे ကုခင်မောင်သိန်းကကုထုံးခိုင်ထက်အသက်6နှစ်9နှစ်လောက်ကြီးပါ रे ဥထုံဥမောင်ရုပ်တရက်ဆုံးတော့အာသူဘကိုမမိလိုက်ပေမဲ့ကုခင်မောင်သိန်းကအပြေးရောက်လာပါ रे ကုထုံးခိုင်ကလူလေသိမရှိအောင်ဧကန်ပြုစုပါ रे အနွန်တာလဲခံပါရဲ့ကိုခင်မောင်သိန်းကအရက်အတော်ကြိုက်တဲ့လူတယောက်ပါကိုထုံးခိုင်ကတော့မလွဲတာမရှောင်တာမှအရက်ဝိုင်းနဲ့ဝင်ထိုင်တတ်ပါရဲ့အခုတော့ကိုခင်မောင်သိန်းနောက်ကလိုက်ရင်ရက်ဆက်လိုဖြစ်လာတယ်ရက်လေစွန့်သွတ်ပြီးလို့တော့ကိုခင်မောင်သိန်းကမပြန်ဖြစ်တော့ပါဆယ်ရက်လောက်နေသွားတယ်နောက်တပတ်မကြာဘူးကိုခင်မောင်သိန်းပြန်ရောက်လာတယ်ကိုထုံးခိုင်ကတော့သူ့နောက်ကိုရက်ဆက်မလိုက်ဖြစ်ဘူးခြံအလုတ်ကို သူ့အဓိကထားပြီးလုံနေရတယ် ကိုခင်မောင်သိကရုပ်ကလေးဖြောင်းမောင်သိဆက်ဆံရေးလေးကောင်ပတ်ဆံသုံးနိုင်ပြီးရရော့တတ်တဲ့လူဆိုတော့ရွာမအတော်ကြီးကိုလူပေါင်းသူပေါင်းဆန့်နေပါပြီတခါတခါကိုထွန်းໄຂစီကိုတော့ပြန်လာမအိတ်တတ်ဘူးအမေကလည်းသူ့ကိုချက်တော့နေပြောသလိုနေပါစေကွယ်လို့ตาကိုထွန်းໄຂကိုပြောလို့ရှိတယ်ဒီတခါကိုခင်မောင်သိတလားလောက်ကြာသွားတယ်ကြပတ်လောက်ကြတော့ကိုခင်မောင်သိဘယ်နှစ်ပြန်ပေါ်လာမလဲလို့မျှော်နေမိသေးတယ် နှစ်ပတ်လောက်ရှိသွားပြီမေကိုခင်မောင်သိန်းရောက်မလာဘူးရောက်လာတာကနုပြူမောင်စားပြုတ်နေပါပြီအမေကရွာထိပ်ကအင်တဲအိမ်မှာ လူနာသွားမိနေတယ်နုပြူကကိုထွန်းခိုင်အမေဘက်ကဆက်လိုက်ရင်ကိုထွန်းခိုင်နဲ့ဝမ်းခွဲမောင်နှမတော်ဆက်ပါတယ်နေတာကလည်းသုံးချံလောက်ပဲဝေးတယ်အလေရန်အောင်မိမေတအူတီတော်သမီးမို့တမျိုးတရွာသွားပြီးနေရမှာစိတ်မချလို့ကြောင်းဆက်မထားဖြစ်ဘူးဝိထုရုပ်ပြဖတ်လိုက်ကက်ဆက်နားထောင်လိုက် ဗီဒီယိုတွားကြည့်လိုက်နဲ့အိမ်အလုပ်ဘာတစ်ခုမှမမေရှားရမလုပ်ရပါဘူးသူ့ရဲ့တာဝန်တစ်ခုကတော့ညနေပိုင်းမှာအလှပဆုံးခြေတပြင်ဆင်ပြီးရွာဦးဘုံကြီးချောင်းရေကန်က ရေခတ်သွားတဲ့အလုပ်ပါပဲနုဖြူတို့ရွာနီးချုပ်ဆက်ကကာလာသားတွေလာလာရှိလို့ရွာကန်ကောင်လေးတွေနဲ့မကြခဏဒုတ်ဆွေဓာဆွေဖြစ်တတ်ကြပါလေခုလေဒီကောင်မလေးကဘာပြဿနာလှုပ်လာပြန်ပြီလဲလို့တွေးပြီးသူနဘေးထိုင်ကုန်ပေါ်ထိုင်ချရင်း ရှိုက်ငုံနေတဲ့နုဖြူကိုဟမ်နေတိုင်ရမယ်အမမရှိဘူးရွာထိတ်သွားနေလေရဲ့နေတိုင်ကြရှိရင်လိုက်သွားအဲ့ဒီလိုခနေတိတ်တိတ် ပြောပြလိုက်တယ်အရင်တုန်းကဆိုဒီလိုများပြောလိုက်ရင်ကိုထွန်းခိုင်ကိုကက်ကက်လန်ရန်တွေးတတ်ပါလေခုတော့နုဖြူကတိုးလို့သာရှိုက်ငုံလိုက်တယ်ငူရှိုက်တန်တွေကြားကနေဘလုံးပထွေးပြောလိုက်တဲ့စကားကြောင့်တုံလုံးချောက်ချသွားတယ်ဘာကိုခင်မောင်သိန်းနေဟုတ်လား ူးဖြူကခေါင်းတငိမ့်ငိမ့်လှုပ်လိုက်တော့ကုထုံးခိုင်ကပလက်ကလေးထိုင်ပေါ်ကနေထေးလန့်ကြထခုံလိုက်မိတယ်။နင်နင်ဒီလူမှာตาမရရှိတယ်ဆိုတာနင်မသိဘူးလား။နူးဖြူတန်အံ့တော့နေကုထုံးခိုင်ကိုမျက်ရည်တွေကြားကနေတွေ့ကြည့်နေတယ်။သူ့ကိုခေါ်ပေးပါကုထုံးရဲ့။သူနဲ့တွေ့မှပြဿနာကဖြေရှင်းလို့ရမှာပါ။ကုထုံးခိုင်နားလေတာထက်ပိုနားလေသွားပါပြီ။တောက်တစ်ချက်ခောက်လိုက်မိတယ်။ နုဖြူကိုဂရီပြီးနုဖြူပြန်သွားတော့ကိုထွန်းခိုင်ချက်ချင်းပဲစိန်လာဦးစီလိုက်သွားတယ်။ကိုခင်မောင်သိန်းနဲ့အတွေ့အဆုံကစိန်လာဦးပဲ။စိန်လာဦးကလည်းဘာမှဖုံးကွယ်မထားဘူး။တာမယားရှိမှမသိလို့နုဖြူနဲ့ဆက်သွယ်ပေးတာလို့ဆိုပြီးအကြီးကျယ်ဒေါပွားသွားတယ်။နောက်တနေ့မနက်ကိုထွန်းခိုင်နဲ့ကိုစိန်လာဦးတို့ကြောက်တော်ကိုလိုက်သွားကြတယ်။သူတို့ရောက်တော့ညနေ၄နာရီကျော်နေပါပြီ။ဆိုင်သွားပြီးတော့ထွက်သွားပြီတဲ့။အိမ်ပြန်တာမဟုတ်ဘူး။ မြို့ထဲကအရက်ဆိုင်တွေစားတောက်ဆိုင်တွေကိုလိုက်ရှာတယ်။နောက်ဆုံးလူတစ်ယောက်ကကျောက်တော်တစ်ဖက်ကန်းကရွာမှာထမင်းချက်စားနေတယ်တဲ့။အပေါင်းဖော်တွေစုဝေးပြီးအရက်တောက်ထမင်းချက်စားတွေဓလေ့တစ်ခုရှိပါတယ်။ညမောင်စားပြုတ်နေပါပြီ။ကန်းစားကလေတစိမ့်ငှပြီးကြားတံမြစ်ကိုကူးလိုက်တယ်။လေပိုင်ရှင်ကတော့မလိုက်နိုင်ဘူးဆိုလို့နှစ်ယောက်လော်လာကြတယ်။တပတ်ကန်းကိုရောက်တော့ကိုစိန်လာဦးကို လေပေါ်မှာဆောင်းခိုင်းပြီး ကိုထွန်းခိုင်ကရွာတဲ့ဝင်းစုံစမ်းပါလေရွာစွန်နာကအိမ်မှာတွားတွေ့တယ်လူသုံးယောက်ဝိုင်းပြီးအရက်တောက်နေကြတယ်ကိုထွန်းခိုင်ကိုမြင်တော့ကိုခင်မောင်သိန်းကတန်အတောဖြစ်သွားတယ်ထိုင်ရာကထလာပြီးကိုထွန်းခိုင်ကိုပြပြတလဲကြိုဆိုလိုက်တယ်ခမရနဲ့ကျုံနှစ်ယောက်ချင်းစကားပြောကျင်တယ်ကိုခင်မောင်သိန်းကခလန်းလန်းကိုဆွဲခေါ်သွားတယ်ကိုထွန်းခိုင်စကားကိုကိုခင်မောင်သိန်းကသူ့ဘာမှမပတ်သက်မသိတယ်လို့လုံနေသေးတယ် ပြီးတော့ဘသူကဘလို့အောင်သွေးပြီးပြီးနုဖြူနဲ့ဘလို့တွေ့တယ်နုဖြူစီကိုညအဘဲချိန်သွားတတ်ပြီးဘဲချိန်မှာပြန်တတ်တယ်ဆိုတာချပြတော့မှသူနှုတ်ပိတ်သွားတယ်သူနုဖြူစီကိုလိုက်ဖို့ညင်းနေအချိန်ချင်းညင်းနေပြီးတော့အေးမကြီးတယ်လို့ဘာမှပြန်မပြောပေးကိုခင်မောင်သိန်းလှည့်ထွက်သွားတယ်ကိုထွန်းခိုင်အဖို့တော့ထင်မှတ်တယ်လို့မဖြစ်လာရုံမကဘူးကိုခင်မောင်သိန်းရဲ့အပြုတ်မူကသူ့အပေါ်စော်ကားတာခံလိုက်ကြတော့သွေးတွေစူပတ်သွားတယ် ဟေးလူလို့ကိုထုံးငိုင်ကလှမ်းခေါ်တော့ကိုခင်မောင်သိန်းလှဲ့ကြည့်တယ်။ကိုခင်မောင်သိန်းရဲ့နန်းကြားကိုဓာတ်နဲ့ထိုးလိုက်တယ်။အရက်ရှိန်ကြောင့်လားဒါမှမဟုတ်လက်တလော့မို့နာကျင်ရမှမသိလို့လား။အင်းဆိုပြီးဒူးထောက်ကြသွားတယ်။ကိုထုံးငိုင်ကကိုခင်မောင်သိန်းရဲ့လက်ပြင်ကို အပေါ်စီးကတအားထိုးဆိုင်လိုက်တယ်။ဓာတ်ကိုဒီအတိုင်းထားခဲ့ပြီးအမောင်တို့ကိုအားကိုးပြီးပြေးထွက်လာတယ်။လေစိတ်ကိုရောက်တော့လေပေါ်ကိုခုံတက်ပြီး ိုစိန်လာဦးကိုချက်ချင်းလှောက်ခိုင်းလိုက်တယ်။မြင်းလေကိုရေအကြနဲ့ရောင်းအောင်လှောင်ကြတယ်။လာမိုက်ညမို့အမောင်တို့ကအားကောင်းမောင်းတန်ဖြစ်နေတယ်။ကိုထွန်းခိုင်ကအဖြစ်ပြက်ကို ပြောပြလိုက်တယ်။တဲတဲမရောက်ခင်ချောင်းထဲဝင်နေ။ချောင်းထဲမှာလေကိုပြစ်ထားခဲ့ပြီးရွာကိုပြန်လာခဲ့ကြတယ်။ရွာကိုတကောင်းကျော်အချိန်မှရောက်တယ်။ကိုထွန်းခိုင်ကအိမ်မပြန်တော့ပဲရွာပြင်ကသူ့ခြံကိုသွားတယ်။မနေ့ကျရင် ကိုစိန်လာဦးကိုနူးဖြူကိုခေါ်ခိုင်းလိုက်တယ်။ နူးဖြူရောက်လာတော့ပြပြက်ခဲတာတွေထင်ကြံထားပြီးကိုခင်မောင်သိန်းကအပြက်ငင်းဆန်ခဲ့ကြောင်းဒီတဲ့တဲ့သူ့ကိုမျော်လင့်နေစရာမလိုကြောင်းအပြက်ပြောပြီးဘလို့ဆက်လို့ရမေကိုပြောပြလိုက်တယ်။နူးဖြူကကိုခင်မောင်သိန်းကိုစောင့်ကြဉ်သေးတယ်လို့ပြောတယ်။ကိုထွန်းခိုင်ကနင်းပိုက်ကစောင့်မှမဟုတ်ဘူးလို့ဒေါသတကြီးနဲ့အော်ပြောလိုက်တော့နူးဖြူကအခြေအနေကိုပိုပြီးတော့သဘောပေါက်သွားပုံရတယ်။ကိုထွန်းခိုင်ကနူးဖြူကိုခိုးပြတဲ့တဲ့ချက်ချင်းတွေအလုံးပြန့်သွားတယ်။ နှစ်ဖက်လူကြီးတွေကသူတို့စိတ်ကူးကိုစောင့်ကြည့်နေတော့ကုလိုလူငယ်တွေကပြုံးစားကြီးလှုပ်ချလိုက်တော့တန်အတောနဲ့ဝမ်းသာသွားကြတယ်။လူကြီးလူငယ်တွေတယုံယုံနဲ့ကုထွန်းခိုင်ချံကိုလာပြီးကြည်ကြတယ်။ရဲတွေရောက်လာတော့တယုံယုံဖြစ်နေတဲ့ပရိသတ်ကငြိမ်သွားတယ်။ကျွန်တော်ထွန်းခိုင်ပါကုထွန်းခိုင်ကဒူရဲအုပ်ကိုပြောလိုက်တယ်။ရဲတအုပ်ကချက်ချင်းလက်ထိတ်ခတ်လိုက်တယ်။ကိုခင်မောင်သိဆေးရုံမှာ ဆုံးသွားပြီ။ရှင် ။ဒူရဲအုပ်ကပြောလိုက်တော့နုဖြူကတွေးဝေသွားတယ်။လူတွေကတန်းတအောနဲ့စူညံနေကြတယ်။အဖြူကလေးကိုဂယုဆိုင်မွေးပြီးပြုစုစောင့်ရှောက်နေအဖြူ။ကိုထွန်းခိုင်ရဲ့စကားကြောင့်ပရိသတ်ကဟေကန်နဲ့ဟာကန်နဲ့ဖြစ်သွားကြတယ်။ဒီအချိန်နေထီတောင်ရောက်နေကြပြီကိုလို့လေကောက်ချက်ချလိုက်ကြတယ်။အကျယ်ဝိုင်းမှာတယောက်နဲ့တယောက်အခြေတင်စကားများကြလို့စိတ်လိုက်မှန်ပါတတ်လိုက်မိပါတယ် ကိုထွန်းခိုင်ကတရားရုံးတော်မှာဖြောင်းချက်ပြီးတရားစီရင်ရမှာဘာကြောင့်တက်ရရဆိုတော့လက်ခံအကြောင်းကအဓိကမဟုတ်ပါဘူးဘလို့တက်လို့ဘလို့တရားရဆိုတော့ပြမှုကျူးလွန်ပုံကိုသာအဓိကစီရင်တာဖြစ်ပါလေကဲဒါပဲတငယ်ချင်းမင်းဘာဆက်လုပ်မေးဆိုတာမင်းဆုံးဖြတ်ပြီးတော့စံသိန်းကပြောတော့ခင်ရွှေတွေ့သွားတယ်မဲဖေဥခင်မောင်သိန်းနဲ့အမနူးဖြူတို့ကြားမှာအောင်သွေပေးတဲ့ဥစိန်လှအူဆိုတာ ဘသူလဲမင်းသိလားစံသိန်းရဲ့အမေကို ခင်ရွှေကစိတ်မဝင်စားပေမဲ့ခေါင်းခါပြလိုက်တယ်ငါအဖေပဲကွာဟမ်ခင်ရွှေကတန်အန်တအောနဲ့ခလန်းလန်းကွန်ပြစ်ပေါ်မှာရေနွေးချမ်းထိုင်းတောက်နေတဲ့စံသိန်းအဖေကိုခင်ရွှေကြောင်ကရန်လှမ်းကြည့်လိုက်တယ်ခင်ရွှေတမကိုချားလိုက်ပြီးကောင်းကင်ကိုမော့ကြည့်လိုက်တယ်ပြေးလူပြီးဖြစ်တဲ့လာဝင်းကြီးကတိမ်မဲတအုပ်ကြားကနေရုတ်ခနဲထွက်ကြလာတယ် ပဝင်းချင်းတခွင်လုံးလင်းထိန်သွားတယ်။ဒီတနေ့ကနေမှကိုထွန်းခိုင်နဲ့အမနှုဖြူတို့ရွာမှာအဲ့ခံပွဲလှုပ်ကြလိမ့်မယ်။ကိုထွန်းခိုင်ထောင်ကလွတ်လာတာတလပဲရှိသေးတယ်။ဘဝတည်းတစ်ခုကိုသူတို့နှစ်ယောက်ပြန်ပြီးတော့စရမယ်လေ။အဲလူသိရှင်ကြားကတော့ဒါပါပဲ။ဒါပေမဲ့ဖြူလေးကမင်းရဲ့ညမပဲ။ခင်ရွှေ့ရင်နဲ့တင်းကျပ်သွားတယ်။မျက်လုံးအိမ်ထဲမှာမျက်ရည်တွေရေဝဲလာတယ်။ဒါပေမဲ့အေးများတဲ့လေနူအေးက သူ့ရဲ့တကူလုံးကို ထွေးပိုက်ထားတယ်လို့ပဲကျောက်တော်မျိုးចောင်းစရာကြီးဦးအောင်သားထွန်းရဲ့ပြောပြချက်ကိုဝိထုအဖြစ်ဖန်တီးထားခြင်းဖြစ်ကြောင်းရိုးသားဆောင်ဝန်ခံအပ်ပါ रे စာရေးသူဇရာကြီးကိုလည်းကျေးဇူးတင်ပါ रे ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါ रे ရှင်နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါ रे ရှင် ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါရှင်။